င်္ဂလာပါမင်္ဂလာပါဒီနေ့ကျွန်တော်တခုဖြည့်ချင်တယ်အဲ့ဒါကပါလဲဆိုတော့ယေရှုကတကယ်ပဲငရေကကယ်မှာလားယေရှုကတကယ်ပဲငရေကကယ်မှာလားငရေကနဲ့ယေရှုကတကယ်ကယ်မှာလားဆိုတဲ့အရာကိုဒီနေ့ဖြည့်ချင်တာဖြစ်တယ်ဒီထဲမှာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာရှိပါတယ်အဲ့ဒါကပါဆိုင်ငရေယေရှုခရစ်တော်ကငရေကိုဘယ်လိုတွင်တင်တယ်လဲငရေဆိုတာဘယ်လိုဟာမျိုးလဲ ဆိုတဲ့အရာလေးကိုကျွန်တော်နည်းနည်းပြောချင်တယ်။ဆိုတော့ယေရှုခရစ်တော်ရဲ့တွင်တင်ချက်အရာပထမဦးဆုံးကျွန်တော်တီးဖို့ရန်လိုတယ်။ဘုံ၃ဘုံရှိတယ်။ကောင်းကင်ဘုံ၊ငရဲဘုံ၊လူဘုံယနေ့ကျွန်တော်နေထိုင်တဲ့ကဘာမြေကြီးကလူဘုံလို့ခေါ်တယ်။ဘုံ၃ဘုံရှိတယ်။ဒီ၃ဘုံထဲမှာထာဝရဘုံကနှစ်ဘုံရှိတယ်။အဲ့ဒီထာဝရဘုံကဘာလဲဆိုတော့ကောင်းကင်ဘုံရဲ့ငရဲဘုံရဲ့ ကောင်းကင်နိုင်ငံရောက်သွားပြီးသားလူတယောက်ကလည်းပဲတန်တရာလေပြမလောကတဲ့အแทကိုသူလူလာပြမဖြစ်ဘူးငရဲแทရောက်သွားတဲ့လူတယောက်ကလည်းပဲအဲ့ဒီငရဲแทနဲ့လွတ်လန်းမရှိဘူးထာဝရနေရာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြခြင်းတယ်ငရဲဆိုတာကထာဝရနေရာဖြစ်တယ်။ငရဲမှာကတော့ဘာပဲရှိမလဲဆိုဒုက္ခပဲရှိတယ်။နော်။ငိုကြွေးခြင်းနေရာလို့ပေါ်ပြထားတာဖြစ်တယ်။ ကောင်းကင်ကြတော့လုံးဝပျော်ရွှင်တဲ့နေရာ။အိုချင်းနာချင်းတေချင်းမရှိတဲ့နေရာဖြစ်တယ်။လူပုံမှာကြတော့အိုချင်းနာချင်းတေချင်းရှိတဲ့နေရာဖြစ်တယ်။ငရဲပုံမှာကြတော့ပျော်ရွှင်ခြင်းမရှိဘူး။အိုချင်းမရှိဘူး။တေချင်းမရှိဘူး။ဒါမဲ့ဘာဆိုတော့နာချင်းဆိုတာကတော့ကျွန်တော်တို့မင်းပုံထဲမှာကြာရတဲ့အတွက်ကျွန်တော်ကတော့တောက်လျှောက်ကျွန်တော်ရဲ့ဘဝတစ်ခုလုံးထာဝရ ငိုကြွေးခြင်းနဲ့ပဲကျွန်တော်ခံစားရမှာဖြစ်တယ်။ဒါကြောင့်ငရဲဘုံဆိုတာကဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ကျန်းစာထဲမှာဒီလိုပေါ်ပြထားတယ်။ဗျာဒိတ်အခန်းကြီးခင်စနဲ့တိအငဲရှစ်လေးကို အပါဖတ်ပေးပါဦး။ကန့်နေလောင်သောမိရင်ထဲ၌မိမိတို့အဖို့ကိုရကြလိမ့်မည်။ဤဒီကဒုတိယတည်ခြင်းဖြစ်၏ဟုမိန့်တော်မူပါ၏။ အာမင်ဆိုတော့ငရေဘယ်လိုဟာမျိုးလဲဆက်ကန်နဲ့လောင်တော်မီလို့ပြောထားတယ်ဆိုလို့ရှင်နာကအဲ့ဒီငရေဟာဘယ်ပါတာနဲ့ပဲជីជីမီးတောက်လောင်တဲ့မီးပုံแท้မှာမီးနဲ့ဖွဲ့စည်းထားတဲ့နေရာလို့ပြောပြထားတယ်ထုံနည်းလကောင်းပဲ ယေရှုခရစ်တော်ရဲ့တရားထဲမှာနေတယ်ကန့်နဲ့လောင်တော့မီးအိုင်လို့ပြောထားတယ်အဲ့ဒီနေရာရောက်တဲ့လူကဒုတိယတည်ခြင်းလို့ခေါ်တယ်ဒီကနေ့ယေရှုကိုပြောမှဆုံးတော့ကောင်းကင်နိုင်ငံမရောက်နိုင်တဲ့လူကြီးရောက်မယ့်နေရာဖြစ်တယ်ဒါကြောင့်ငရဲဟာခရစ်ယာန်ဘာသာရဲ့ငရဲဟာလွတ်လန်းမရှိဘူးဆိုတဲ့အရာကိုကျွန်တော်ပြောပြချင်တယ်တကယ်ပဲယေရှုကကယ်မာလား ဆိုတော့မေခွန်းကိုကျွန်တော်ဖတ်ဖြေခြင်းပါတယ်အဲ့ဒါကတော့ယေရှုကဘယ်လိုတွင်တင်ထားတယ်လဲရှင်ယောဟန်အခန်းကြီး3အငယ်36အဘဖတ်ပြပါဦးသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုယာဤလို့ကျမ်းစာကဆိုရတယ်ခင်ဗျအာမင်ဆိုတော့သားတော်ကိုယုံကြည်တဲ့သူက ထာဝရအသက်ရမယ်လို့ဖခင်ကလုံးဝဂတိပေးပြီးတာဖြစ်တယ်လောကီလောကအထက်မှာတောင်မှ လူဒီနော်ဘယင်ဒီမှာကတိတည်တယ်ဖယားဆိုတာພັນຊင်းရှင်ဖယားဆိုတာကတိမတည်ပဲနဲ့မရှိဘူးဒါကြောင့်ພັນຊင်းရှင်ဖယားဟာကျွန်ုပ်ကိုကယ်တင်မယ်တော့ထိုယေရှုဟာພັນຊင်းရှင်ဖယားဖြစ်တယ်အသက်ကိုပေးနိုင်တဲ့ဖယားဖြစ်တယ်အပေသေးကနေကယ်တင်နိုင်တဲ့ဖယားဖြစ်တယ်ဆိုတော့ ူကိုတိုင်ကကျွန်တော်ကိုတွင်တင်ထားတဲ့ကြောင့်ကျွန်တော်ကသူ့ကိုယုံကြည်ခြင်းဖြစ်တယ်ဒီကနေ့ကျွန်တော်တကယ်ကေမာလာဆိုတဲ့မြင်းခွင်းကိုကျွန်တော်ထပ်ကြည့်ခြင်းလေယေရှုခရစ်တော်ရဲ့တရားကိုယုံကြည်ပါယေရှုရဲ့အေဝံဂေလိတရားကိုယုံကြည်ပါယေရှုရဲ့တရားကိုလိုက်လျှောက်ပါ အပယ်လုံးဝမတွားရငရဲသွားเสียမလို့ဖခင်ခင်ကိုယ်တိုင်တင့်ကိုတောင်းလိုက် မူလကြောင့်လေဖရာဟာတတ်တိုင်တဲ့ဖရာဖြစ်တယ်။သူ့ရဲ့တွင်တင်ချက်မှာအမားလို့ပါဆိုတာလည်းမဖော်ပြထားဘူး။ဒါကြောင့်ယေရှုခရစ်တော်ရဲ့တရားကိုယ်တာယုံကြည်လက်ခံပါ လိုက်လျှောက်ပါယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုယုံကြည်ရင်သင်ဟာအပေသွားစရာမလိုဘူးဆိုရကိုယေရှုက လုံးဝထာဝရကျွန်တော်ကိုအာမခံပေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကယုံကြည်လက်ခံခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာပြောပြခြင်းနဲ့နောက်တစ်ခုကျွန်တော်ဒီနေရာမှာ comparison လုပ်ခြင်းနဲ့ရရှိပါတယ်ဗုဒ္ဓဘာသာရဲ့ငရေကဘယ်လိုဟာမျိုးလဲဆိုတဲ့အရာကိုကျွန်တော်လိတ်လာတလောက်ကျွန်တော်ပြောပြခြင်းတယ်ဆိုတော့ဗုဒ္ဓဘာသာမှာဘုံက32ဘုံရှိတယ်32ဘုံဟာဘာလဲဆိုလို့ရှိရင်ထာဝရနေရာကြီးမဟုတ်ဘူးဆိုတော့ထာဝရနေရာတနေရာရှိတယ် 31ပုံထဲမှာမပါဘူးအ31ပုံကြော်လွန်ပြီမှာပဲနိဗ္ဗာန်လို့ခေါ်တဲ့ပုံတာလင်နိဗ္ဗာန်တာလင်ထာဝရနေရာဖြစ်တယ်ပြောမှဆိုထာဝရပျောက်ကွယ်ခြင်းဖြစ်တယ်ကြံတဲ့31ပုံကထာဝရနဲ့မဆိုင်ဘူး31ပုံမှာ နေရတိုင်းမှာအိုချင်းနာချင်းတည်ချင်းရှိတယ်အကန့်အတန့်ရှိတယ်ဆိုတော့ဒီကနေ့ 33ပုံဟာဘာနဲ့သွားတူတယ်လဲဆိုတော့ထောင်နဲ့သွားတူတယ်ငရဲဆိုတာလဲထောင်နဲ့ပဲသွားတူတယ်ဒါကြောင့်ထောင်နဲ့သွားတူရဲ့တကြောင်ငရဲဆိုတာဗုဒ္ဓဘာသာရဲ့စာပေရကြည့်မယ်ဆိုလို့ရှိရင်ကြောက်เสียမကောင်းဘူးဒါကိုကျွန်တော်သွားတွေ့တယ်ဘာကြောင့်ထောင်ရမဟုတ်ဘူးလေထောင်နဲ့တူတာလေထောင်နဲ့တူရဲ့တကြောင်တူဟာ တကယ်လို့အဲ့အဝီစီငရဲပဲဖြစ်နေပါစေဘယ်နေရာမှာဘယ်ငရဲမှာပဲကြနေပါစေအဲ့ဒီကြနေတဲ့ငရဲတိုင်းမှာသူ့ရဲ့တက်တန်းစီသွားရင်ကြတဲ့တဲ့ဒန်စီသွားရင်အဲ့ဒီဒန်ထဲနဲ့တော့ငရဲထဲနဲ့သူကြတဲ့နေရာထဲနဲ့လွတ်လန်းရှိတယ်ဖြစ်တယ်ဒါကြောင့်ကြောက်စရာမလို့ ဒါကြောင့်အမေထိစီသွားအဲ့ဒီငရေထဲရောက်သွားတဲ့လူလည်းနိဗ္ဗာန်ရနိုင်တယ်ဆိုတော့တနေ့တစ်ချိန်တူရနိုင်တယ်ဟုတ်ကောင်းသူခွဲလာဘာဘာကြောင့်လဲဆိုလို့ရှိရင်31ပုံဟာကြောက်စရာမလိုတဲ့နေရာတွေဖြစ်လို့ဖြစ်တယ်ဒါထောင်နဲ့သွားတူလို့ဖြစ်တာဒါကြောင့်ဒီကနေ့ကျွန်တော်ရှေ့နောက်မငင်တဲ့အရာတွေကျွန်တော်တွားတွေ့တယ်။တန်တရာလဲချင်းအရာကျွန်တော်31ပုံကိုတန်တရာလဲချင်းအရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဟာလည်းပဲကျွန်တော် လုံးဝကန့်ညီမှုမရှိဘူးနိဗ္ဗာန်ရှိတယ်ဆိုတာဟာတန်တရားလေချင်းနဲ့စန့်ကျင်မှတ်ကဲချိန်ထိုးမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရှိတာဆိုတာတော့မှကျွန်တော်ကယုံကြည်ဖို့မဖြစ်နိုင်တဲ့အရာဖြစ်တယ်။ဒါကြောင့်နောက်တစ်ခုဒီမှာဆက်ပြောချင်တယ်ခရစ်ယာန်ဘာသာမှာရောဗုဒ္ဓဘာသာမှာရောတူညီတဲ့အရာတစ်ခုပြောချင်တယ်အဲ့ဒါကပါဆိုတော့ငရဲကိုဒီခန္ဓာကိုသွားသလားကျွန်တော်ကြည့်လိုက်တဲ့အခါမှာငရဲကို ရောက်သွားတဲ့လူဟာနတ်ပြည်ကိုရောက်သွားတဲ့လူဟာဒီခန္ဓာဒီမြေကြီးခန္ဓာမဟုတ်ဘူးဘာလဲဆိုတော့စိတ်လို့သူတို့တုံးတယ်တခါတရံသူတို့တုံးတယ်ဝိညာဏလို့တုံးတယ်ဒါကြောင့်ဒီကနေ့ဒါပေမဲ့ဗုဒ္ဓဘာသာမှာငရဲမှာလဲမွေးဖွားခြင်းရှိတယ်အိမ်ထောင်ပြုတ်ခြင်းရှိတယ်ဆိုတော့စာတချို့ကျွန်တော်တွေ့ရတယ်အာတော်တော်များများလဲတွေ့ရတယ် အိမ်ထောင်ပြုတ်ချင်းရှိတယ်မွေးဖွားချင်းရှိတယ်ဆိုတဲ့အကိုနော်တန်တရားလေချင်းအရာကျွန်တော်ကြည့်တဲ့ခါမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီဖက်မှာကျွန်တော်ခရစ်ယာန်ဘာသာအရငရေဟာလုံးဝအိမ်ထောင်ပြုတ်ချင်းမရှိဘူးကောင်းကင်မှာလည်းအိမ်ထောင်ပြုတ်ချင်းမရှိဘူးဘာဖြစ်လို့လဲဝိညာဏဝိညာဏကခံစားရမှဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကင်နိုင်ငံနဲ့ sorry ကျွန်တော်တို့ယုံကြည်သူရဲ့ငရဲနဲ့ဗုဒ္ဓရဲ့ငရဲဟာလုံးဝမတူပါဘူးတကယ်လို့များတင်ဟာခုနဲ့ပြောလာခင်ဗျာခရစ်ယာန်ဘာသာရဲ့ငရဲထဲရောက်သွားမယ်ဆိုလို့ရှိရင်ကြောက်စရာရှိတယ်နော်နော်ယေရှုခရစ်တော်ရဲ့ငရဲတကယ်အဲ့ဒီငရဲထဲမှာတင်ရောက်သွားမယ်ဆိုလွတ်လန်းမရှိဘူးငရဲကြောင့်ဟွာလေမနေ့ညအတိုင်းကမနေ့ဗုဒ္ဓဘာသာရဲ့ငရဲဟာကြောက်စရာရှိတယ်လွတ်လန်းရှိတယ်နော်လွတ်လန်းရှိတယ်လား အဲ့ဒီလူဟာငရေထဲမှာပြစ်တံခံပြီးတော့တခြားတနေရာပြန်ရောက်နိုင်တယ်အဲ့ဒီနေရာမှာကောင်းမှုကိုလုပ်နိုင်သေးတာပဲဆိုတဲ့အရာကိုကျွန်တော်ကသွားပြောရကြောက်ရရရှိနော်ဒါကြောင့်ဒီကနေ့တင်တဲ့ကျွန်တော်ရဲ့ငရေမတူတဲ့တက်ကြောင် ရှင်လို့လည်းမရဘူး။ဒါကြောင့်ကျွန်တော်ကယေရှုခရစ်တော်ကိုယုံကြည်တယ်။ယေရှုခရစ်တော်ကို ကိုးစားတယ်။သူ့ရဲ့တရားတွေကိုကျွန်တော်ကလုံးဝလိုက်လျှောက်ခြင်းဟာအပေငရဲဆိုတဲ့ထာဝရနေရာကိုမတော်ချင်လို့ဖြစ်တယ်။အဲ့ဒီငရေဟာယေရှုရဲ့ငရေမှာလွတ်လန်းမရှိဘူးထောင်နဲ့မတူဘူးဆရာကျွန်တော်ပြောချင်တယ်ဒါကြောင့်တင်ကိုလည်းယေရှုကချစ်တယ်နော်တင်လာမင်း အနာကမှာဘာဖြစ်နိုင်တယ်လဲလူတိုင်းမှာကိုယ့်ကိုယ်အမှခံချက်မရှိဘူးဒါကြောင့်လူတိုင်းလူတိုင်းမှာကိုယ်ကိုယ်ရမဲ့တဲ့သူငါစီကိုလာပါလေယေရှုကဖိတ်ခေါ်တဲ့ဖခင်ဖြစ်တယ်နော်ကျွန်တော်ကအပေကိုမလားစေချင်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ရဲ့ငရဲလုံးဝကြောက်စရာကောင်းတဲ့နေရာဖြစ်တယ်ဆိုရလေ